အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးသွားမယ့်အကြောင်းကတော့ Amber Alert ဘယ်ဟာဖြစ်လာလဲဆိုတဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ် Amber Alert ကတော့ဒီကလေးတွေပျောက်ဆုံးမှုတွေကလေးပြန်ပေးဆွဲမှုတွေမှာဆိုရင်ချက်ချင်းကိုယ့်ရဲ့ဖုန်းထဲကိုတတိပေးချက်တစ်ခုအနေနဲ့ရောက်လာတဲ့ Alert တံပေါ်မျိုးနဲ့ရောက်လာတဲ့ တတိပေးချက်တစ်ခုပေါ့နော်ဒါကအဲ့တတိပေးချက်မှာဆိုရင်တချို့ကလေးရဲ့ပုံစံပါမယ်ကလေးဘာဝတ်ထားလဲပဲလိုအရွယ်ရှိတယ်ဆိုရဲစာတချို့ ਨੇ ဝင်လာရဲ့တတိပေးချက်ပေါ့နော်တချို့ဒီမျက်မြင်သက်သေရှိရဲ့ဆိုရင်လည်းကလေးကိုဖန်ခေါ်ရတဲ့သူကလေးနဲ့နောက်ဆုံးအတူတူမတွေ့လိုက်ရတဲ့သစိမ်းတယောက်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဒါမှမဟုတ်ကားပေါ့ဖန်ခေါ်ရတယ်ဆိုရင်လည်းဒီကားရဲ့ပုံစံကားနံပါတ်ပြအဲ့လိုမျိုးတွေပါပါရဲ့ တိပေးချက်တစ်ခုဖြစ်ဖုန်းထဲကိုဝင်လာရပေါ့နော်အဲဒီနေ့ခေတ်မှာတော့ umbrella ကဖုန်းနေတယ်ကိုဝင်လာပြီမြဲအရင်ခေတ်ကတော့ဒီအာရုပ်တံဟိုင်းနေတဲ့င်းပေါ့နော်ဥမာရုပ်ရှင်ပြနေရဆိုရင်ချက်ချင်းတတိပေးချက်တစ်ခုအနေနဲ့တင်းတစ်ခုအနေနဲ့ကြားဖြတ်ဝင်လာရတာမျိုးပေါ့နော်အရင်ခေတ်ကဆိုရင်တတိဒီ radio line နေဒါမှမဟုတ် TV ရုပ်တံ line နေကနေပြီးတော့ရတဲ့တတိပေးချက်တစ်ခုပေါ့နော် ာဆိုရင်ဒီ umbrella ကဘယ်ကနေစပေါ်လာတာလဲဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပြပြပြီးသွားမှာဖြစ်ပါတယ်။ဒီ1996ခုနှစ်ဇန်နဝါရီလ23ရက်နေ့ဇနီးနေ့နေ့ခင်ပိုင်းဒီ Texas ပြည်နယ် Arlington မြို့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်အသက်9နှစ်အရွယ် Amber Rain Hungerman ဆိုတဲ့ကလေးမလေးတယောက်ကသူ့ရဲ့ အာမောင်လေးရစ်ကီနဲ့အတူတူဒီအသက်၅နှစ်အရွယ်ရစ်ကီနဲ့အတူတူဒီသူ့အဖိုးဘွားရဲ့အိမ်သားမှာရှိတဲ့ဇီဝစင်တာဟောင်းဘောနော်အဲ့ဟောင်းရဲ့ကားပါကင်မှာအာစပိန်စီးနေခဲ့ဘောနော်နှစ်ယောက်သားအာအမ်ဘာကသူ့ရဲ့ခရစ်စမတ်လက်ဆောင်စပိန်လေးဖြစ်တဲ့ပန်းအောင်စပိန်လေးဘောနော်အဲ့ဒါလေးနဲ့သူ့ရဲ့မောင်လေးနဲ့အတူတူဆော့ပြီးတော့စပိန်စီးနေခဲ့အဲ့ဒီအချိန်မှာသူ့ရဲ့မောင်လေးကအတူတူဆော့နေနေသူ့မောင်လေးက အာအိမ်ပြန်တော့မယ်ပေါ့နော်ငါအိမ်ပြန်တော့မယ်ဆိုပြီးတော့ကောင်းလေးကတော်တူအိမ်ပြောင်းသွားတယ်အိမ်ပြောင်းသွားတော့ Amber လေးတယောက်ထဲပဲကပန်ကင်မှာဆက်ဆော့နေရယ်ဒါပေမဲ့ကလင်းမလေးကဆော့နေတာကိုကပန်ကင်နားမှာရှိရဲ့ဒီအိမ်ပေါ့နော်အဲ့အိမ်ကအာ Jim Cavill ဆိုတဲ့အညီသားယူထားရဲ့ဖိုးကြီးတယောက်ကတွေ့ခဲ့ပေါ့နော်ဩဒီမှာကလေးလေးတယောက်ကပန်ကင်မှာဆော့နေပေါ့နော်တယောက်ထဲဆိုတော့လူကြီးတယောက်အနေနဲ့ အော်ကလေးဆော့နေဆိုပြီးတော့ပဲသူ့ရဲ့ခြံစည်းကိုအနောက်ကနေမြင်နေရတော့ကြည့်နေတွေ့နေခဲ့ပေါ့နော်အဲ့အချိန်မှာပဲဒီကားပါကင်ထဲကိုအနက်အောင်ကားပေါ့နော်ဒီနောက်ဖုံးပြပါတဲ့ဒီ picket truck ကတစ်စီးတစ်ခုကအချိန်ပြင်းပြင်းနဲ့မောင်းဝင်လာခဲ့မောင်းဝင်လာပြီးတော့သူကချက်ချင်းကားကိုရက်လိုက်တယ်ရက်လိုက်ပြီးတော့ကားရက်နဲ့အမြန်ထွက်လာပြီးတော့ Amber ကိုစပိန်ပေါ်ကနေချက်ချင်းအလိုဆွဲပြီးတော့ကလေးကို ဖမ်းတယ်ပေါ့နော်ဖမ်းတာဟိုအဲ့အင်းနီနာချင်းအင်းနီနာချင်းဖြစ်တဲ့ဂျင်းကမြင်လိုက်တယ်မြင်လိုက်ပြီးတော့သူလည်းလန့်သွားပေါ့နော်တိလားလန့်သွားပြီးချင်းတော့ဘာလို့တွေ့လဲဆိုတော့ကလေးကပြန်ယုံကန်တာပေါ့နော်တိလားကလေးကမလိုက်ဘူးမလိုက်ဘူးခြေောက်တင်နေပြန်ပြီးကန်ကြောက်တာကိုသူတွေ့ရဲ့အဲ့ဒီမှာဂျင်းကချက်ချင်းပဲရဲကိုဖုန်းဆက်တယ်သူအိမ်ထဲဝင်သွားပြီးတော့ဒီမှာဒီမှာပေါ့နော်ကလေးတောင်ပြန်ပြီးဆိုင်ခံနေရတယ်ပေါ့နော်လာကြပါအောင်ပေါ့နော်အဲ့ဒီမှာ သူဖုန်းခေါ်နေခြင်းအတွင်းမှာပဲဒီတံမင်းဆွဲတော်မကအမ်ဘာကိုကားပေါ်ချက်ချင်းခေါ်လာခေါ်လာပြီးတော့ချက်ချင်းအချိန်မြင့်မြင့်နဲ့မောင်းထွက်သွားတယ်မောင်းထွက်သွားပြီးတော့ခဏအကြာမှာပဲတကယ်ခဏအကြာမှာပဲရဲရချက်ချင်းရောက်ပါတယ်ရောက်လာတဲ့အချိန်မှာအဲ့ဘာတားပါခင်မှာအမ်ဘာလေးရဲ့ပန်းအောင်စပင်းလေးတစ်ခုပဲတွေ့ခဲ့ဘာမှမတွေ့တော့ဘူးပေါ့နော် ပြောရရင်ဒီ gym ဖုံးဆက်တဲ့အချိန်နဲ့ဒီဖြစ်ပြတ်သွားရဲ့အကောင်လုံးက10မိနစ်ဒါမှမဟုတ်10မိနစ်ထက်နည်းအချိန်တွင်မှဖြစ်သွားခဲ့ရပါတော့။အဲ့တော့ဒီ10မိနစ်အတွင်းဆိုတဲ့အချိန်လေးမှာကလေးတော်ကပြန်ပြီးဆွဲခံလိုက်ရတယ်။အဲ့ဒီအချိန်မှာ gym ကိုမေးရပါတော့တည်မှာ။ဘာမြင်ခဲ့လဲအဲ့လူရဲ့ပုံစံဘယ်လိုရှိလဲဘယ်လိုပုံစံမျိုးလဲဆိုပြီးမေးရ။မေးတော့ gym က အဲအဲ့ရောက်တော့ရောက်ကြပေါ့နော်ရောက်ကြဖြစ်ပြီးတော့အသက်က20ရာနေ30ကြာရှိနေမယ်အရက်က6ပြအောင်ပြီးတော့ဒီအသားဖြူရယ်ပေါ့နော်အမေရိကန်နိုင်ငံသားဒါမှမဟုတ်လက်တင်အမေရိကန်နိုင်ငံဘွားတယောက်ဖြစ်နေမယ်လို့တေချာပြောခဲ့ရခြင်းကဒါပေမဲ့အဲ့အချိန်ကအမေရိကန်မှာဒီလိုကလေးပြောင်းဆုံးမှုအတွက်တည်င်း ပေးတဲ့အချက်မျိုးသတိပေးတဲ့စနစ်မျိုးအခုလိုမျိုးမရှိသေးတဲ့အတွက်ကြောင့်သတင်းပြန့်နှံ့မှုကတော်တော်လေးကိုနှောင့်နှင်းခဲ့တယ်။အဲတော့ကလေးကိုရှာဖွေရဲ့ဒီဖြစ်သတင်းပြန့်ရမယ့်အချိန်နေမှာမပြန့်တာဖြစ်နေတဲ့အတွက်ကြောင့်အိုးကလေးရှာဖွေဖို့အချိန်တွေကဆုပ်ယုပ်ခဲ့ပေါ့နော်ဒီခနာလေးနဲ့မိမယ်ဟာအချိန်လေးမှာအရန်နေအချိန်တွေကိုဆုံးဖြုံနေရတယ်ပေါ့နော် အာလင်ထန်ရဲတပ်ဖွဲ့တွေနဲ့ဒီ FBI agent အယောက်50ကျော်ပူးပေါင်းပြီးတော့ဒီမြို့တွင်ကဒီသူတို့သတင်းဖြန့်ရတဲ့လောက်လူတွေနဲ့မှပူးပေါင်းပြီးတော့ MR လေးကိုဒီဇိုင်းမမတ်နေရောညပါရှာဖွေခဲ့ပေမဲ့ MR လေးကို မတွေ့ခဲ့ဘူးပေါ့နော်သူ့ရဲ့ဒီ MR လေးရဲ့မိခင်မိပါရေးဆိုရင်လည်းသတင်းမီဒီယာတွေမှာပါပြန်ပေးဆွဲသမားကို သူ့ကလေးကိုဘာမှမလုပ်ဖို့ဆိုပြီးတော့မှပဲမေတ္တာရက်ခံရတယ်ပေါ့နော်အဲ့လောက်အထိဖြစ်ပေမဲ့လည်းအမလေးကိုပြန်မတွေ့ခဲ့ဘူးပေါ့နော်ဇန်နဝါရီလ18ရက်နေ့ညတကောင်အချိန်မှာအမပြန်ပြီးဆွဲခံရရင်နေရာနဲ့လေးမိုင်အကွာမှာတိုက်ခန်းဝင်တစ်ခုရှိရယ်ပေါ့နော်တိုက်ခန်းဝင်ရဲ့အနောက်ဘက်မှာချောင်းငင်လေးတစ်ခုရှိရယ် အဲ့တော့ချောင်းငယ်လေးရဲ့ဘေးမှာလူသွားလမ်းရှိမယ်ပေါ့နော်အဲ့လူသွားလမ်းမှာအမျိုးသားတယောက်ကသူ့ရဲ့ခွေးလေးနဲ့အတူတူလမ်းကြောင်းထွက်နေပေါ့နော်လမ်းကြောင်းထွက်နေတဲ့အချိန်မှာဒီချောင်းငယ်လေးရဲ့မှာအမ်မာလေးရဲ့ကိုလုံးဒီအလောင်းကိုတွေ့ရှိရတယ်။အဲ့အချိန်မှာရဲတွေကအမ်မာလေးရဲ့အလောင်းကိုစစ်ဆေးလိုက်တဲ့အချိန်မှာအမ်မာလေးကရက်ဆက်စွာတပ်ဖြတ်ခံရရပေါ့နော်။ လုံးဝလဲပင်းမှာလဲဒဏ်ရာကြီးအများကြီးနဲ့ဒီလိုလဲပင်းမှာဆိုရင်လုံးဝပြတ်ရှာဒဏ်ရာကြီးအများကြီးနဲ့ကလေးရအသက်ခံတာတော်တော်လေးကိုရင်းနှင်းပွဲကောင်းနေပေါ့နော်အသက်9နှစ်အရွယ်ကလေးတယောက်ဘယ်တော့တောင်းတာချင်းခံစားလိုက်ရမလဲရဲရီကအန်ပါကိုတွေ့ရှိတဲ့အလောင်းနေရာကချောင်းထဲမှာဖြစ်တဲ့အတွက်ကြောင့်တယောက်ယောက်ကတဲလာပြီးတော့အဲ့ဒီချောင်းမင်းမှာပြစ်လိုက်တာဒါမှမဟုတ်ချောင်းအဲ့ချိန်တော့မိုးရွာလीဖြစ်တယ်ပေါ့နော်မိုးရွာလीဖြစ်တဲ့အတွက်ကြောင့် ချောင်းကရေစင်းနဲ့ပဲအလောင်းကမျောလာတာလားဆိုတာဆိုရအချက်နှစ်ချက်ကိုပဲရဲရတိခဲပေါ့နော်ဒီလားရဲရဘာကိုပို့ခိုင်းပါပြီးယုံကြည်လဲဆိုတော့ဒီလောင်းကိုတည်လာတာပဲဖြစ်မယ်ဒါမှမဟုတ်ဒီလောင်းကိုပြစ်လိုက်တယ်ဆိုရင်တော့ပြစ်လိုက်တာကိုတရားရောက်တော့မြင်ရမယ်ဆိုရခိုင်းပါရဲ့အချက်တစ်ချက်တော့သူတို့မှာရှိတယ်အမရေကြည်ကွဲပဲတည်ဆုံမှုကသူ့အမိဒေါနာဝီလီယံအတွက်တော့တော်တော်လေးကိုကြည်ကွဲပဲဖြစ်ခဲ့သူ့ရဲ့ သက်9နှစ်ရွယ်သမီးလေးကဒီလောက်နာနာကျင်ကျင်ခံစားခဲ့ရရင်ဆိုရဲအဖြစ်ကြီးကတော်တော်လေးကိုအမေတယောက်အနေနဲ့ဖြေမဖြေစီနိုင်ရဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာဒုံနာကဘာကိုတွေးလိုက်လဲဆိုတော့ဒီအဖြစ်ဆိုးကိုအတိတ်ပဲရှိရဲ့အရာတခုအဖြစ်သူပြောင်းချင်တယ်ပေါ့နော်အဲ့ချိန်မှာဒုံနာကရဲတပ်ဖွဲ့နဲ့မီဒီယာတွေကိုဖိအားပေးပြီးတော့ဒီကလေးပျောက်ဆုံးတဲ့အချိန်မှာ ချက်ချင်းတတိပေးရဲ့စနစ်တစ်ခုကိုပြုလုပ်ဖို့အတွက်ဖိအားပေးခဲ့ပေါ့နော်အကြံပေးခဲ့အဲ့အချိန်မှာဒေသခံရဲ့တပ်ဖွဲ့တွေနဲ့ဒေသခံမီဒီယာတွေနဲ့ပူးပေါင်းပြီးတော့ဒီလိုကလေးတယောက်ပျောက်ဆုံးရင်ချက်ချင်းကိုတတိပေးချက်တစ်ခုအနေနဲ့ကြားဖြတ်ထုတ်လွှင့်ရမယ်အာတတိပေးချက်တစ်ခုလုပ်ဖို့အတွက်သူတို့အာစီစဉ်ခဲ့ပေါ့နော်ဒီတတိပေးချက်ကိုသူတို့က Amber Amber Alert ဆိုပြီးတော့ဖြေဆုံးသွားတဲ့ကလေးမလေးဖြစ်တဲ့ Amber Hungerman ကို အာအဓိကပြုပြီးတော့နာမည်ပေးခဲ့ပေါ့နော်ဒီစနစ်ကလင်မြန်သွားနေပြီအမေရိကန်နိုင်ငံတစ်ခုလုံးကိုပြန့်နှံ့သွားပြီးတော့ဒီအမေရိကန်ပြောင်းဆုံးသူများအရေးပေါ်ထုံးလွင်တုံ့ပြန်ခြင်းဆိုရဲအတူကောက်ဖြစ် Amber Alert ဆိုပြီးတော့တနိုင်ငံလုံးကအသုံးပြုလာခဲ့ရယနေ့ထိတိုင်းပဲဖြစ်တယ်။ Amber Alert ကယနေ့အချိန်ထိကလေးပေါင်း1000ကျော်ကိုကေတင်ပေးနိုင်ငံပြန်ပေးဆွဲမှုတွေပျောက်ဆုံးမှုတွေကနေပြီးတော့ကေတင်ပေးနိုင်ငံ အမရလကအသက်ကယ်စနစ်တစ်ခုအဖြစ်ကဘာတဝမ်းမှာယက်တည်နေပေမဲ့သူ့ရဲ့မူလပါရှင်ဖြစ်တဲ့အသက်၉နှစ်အရွယ်အမ်ဘာလီရဲ့အမှုကတော့အခုချိန်ထိလူဝချက်တစ်ခုအဖြစ်တည်ရှိနေသေးပဲဖြစ်ပါတယ်ဒီမျက်မြင်သက်သေဖြစ်တဲ့ဂျင်းမြေဖုံးခေါ်ဆုံးမှုကအချိန်မီ911ကိုရောက်ရှိခဲ့ပေမဲ့သတင်းပေးချက်လက်နှောင့်နှေးမှုကြောင့်အမ်ဘာလီရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ဘူးပေါ့နော် ဒီတော့တစ်ဖက်မှာတော့ဒီ Amber Alert ကကလေးပေါင်းမြောက်များစွာရဲ့အသက်ကိုကယ်တင်နိုင်တဲ့စနစ်တစ်ခု ဖြစ်ရှိနေပေမဲ့တစ်ဖက်မှာတော့ Amber လေးကိုတတ်သွားတဲ့လူတသမားဟာအခုအချိန်ထိ American Lama တွေပေါ်မှာလွတ်လပ်စွာရှောက်သွားနေရုံပဲဖြစ်ပါတယ်ဒီမို့နားထောင်နေတဲ့တွေရောဘယ်လိုထင်မြင်နေပါသလဲတရခန့်ကိုမိဖို့အတွက်ဘာတွေထပ်လုပ်တင်နေလဲဆိုတာဟို comment မှာ ဆွေးနွေးသွားပြခဲ့ပါအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့နောက်ထပ်စိတ်လှုပ်ရှားဝင်ရမှုတွေကိုစောင့်မျှော်ကြည့်ရှုဖို့အတွက် မေးပါနဲ့ပါတတ်တာ